ာနာသိပြီးနောက်ပိုင်းစစ်ကောက်စီတပ်ရဲ့ဗုံးကျဲမှုကြောင့်ကလေးငယ်အယောက်460ကျော်အပါအဝင်ပြည်သူ3100ကျော်သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်စစ်ကောက်စီကနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ရာ အာနာသိပ်ပြီးချိန်ကနေ2025မေလကုန်အထိလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်တည်ဆုံးသူ3100ကျော်ရှိခဲ့တယ်လို့ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ် စစ်ကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုကမေလကုန်အထိအကြိမ်ပေါင်း2843ကြိမ်ရှိခဲ့ပြီးတည်ဆုံးသူစုစုပေါင်း3152ရောက်ရှိခဲ့တယ်လို့ NUG ကဂျွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်တိစုံသူတွေထဲအသက်၁၈နှစ်အောက်ကလေးငယ်၄၆၆ယောက်ပါဝင်ပြီးဒဏ်ရာရသူတွေထဲမှာကလေးငယ်၉၁၈ယောက်ပါဝင်တယ်လို့ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ဒါအပြင်စစ်ကောက်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း250တကြောင်းဈေးရုပ်ဈေးခန်း69ခုနဲ့ဘာသာရေးအဆောက်အအုံပေါင်း443ခုပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။